မြောက်ရီမျိုးကကြားဖြတ်လုပ်ငန်းခွင်တွေမှာရောက်ရှိနေကြတဲ့အိန္ဒိယနိုင်ငံသား266ဦးနဲ့မလေးရှားနိုင်ငံသား24ဦးကို BGFK နဲ့ကြားဆောင်တဲ့အစီအစဉ်နဲ့မဲဆောက်ကတဆင့်သက်ဆိုင်ရာနိုင်ငံတွေစီပြန်ပို့လိုက်ပါတယ်။မောက်တုတင်ဆက်ထားပါတယ်ရှင်။ဟုတ်ကဲ့ပါမလ17ရက်မှာအိန္ဒိယနိုင်ငံသား266ဦးကိုအိန္ဒိယအာဏာပိုင်တွေကိုယ်တိုင် လေရင်ကြီးတစ်စင်းနဲ့ မဲဆောက်ကတဆင့်လာခေါ်သွားတာပါ မလာ၁၀ရက်ကလည်းအလားတူအိန္ဒိယနိုင်ငံသား283ဦးကို ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီးဖြစ်တာကြောင့်၂ရက်တာအတွင်းအိန္ဒိယသား949ဦးကို ပြန်ခေါ်သွားတာပါမနေ့ကတော့အိန္ဒိယနိုင်ငံသားအိန္ဒိယနိုင်ငံသားအဲ283ဦးအိန္ဒိယနိုင်ငံသား283ဦးအမလေးကပထမတော့ပို့လိုက်တယ်အဲဒီနေ့ဒုတိယတော့နေနဲ့အိန္ဒိယနိုင်ငံသား266ဦးဒီနေ့ဆိုရင်စုစုပေါင်း အာ940နဲ့ဘူး949ဦးဒီနေ့အိန္ဒိယနိုင်ငံသားတွေကိုကျွန်တော်တို့နောက်ဆုံးပိတ်ကျွန်တော်တို့ပို့လိုက်ပြီးအဲနောက်ထပ်ဒီနေ့ဒီနေ့မှာပဲကျွန်တော်တို့မလေးရှားနိုင်ငံသား24ဦးပေါ့ဒီနေ့ကျွန်တော်ဟိုလေးရက်ပြန်ပို့တာပေါ့နော်ဟုတ်ကဲ့မလေးရှားနိုင်ငံသား24ဦးကိုတော့မဲဆောက်မြို့ကတဆင့်မလေးရှားနေဆက်ကိုအရောက် ကားကြီးတွေနဲ့ပြန်ခေါ်သွားခဲ့ပါတယ် အဲ့ပြန်ခေါ်နေပြီးတော့မနေ့ကလည်းဒါဆိုဒုတိယမြောက်နေ့ပေါ့ဒီနေ့မှာတော့အဲအိန္ဒိယတွေပုံမဲ့ဒါကပြင်မလေးတွေကိုကြတော့အဲမြောက်တွေရတယ်မဲဆောက်မဲဆောက်ကားတွေပြီးတော့သူ့နိုင်ငံဟိုဒီကားတွေနဲ့ပဲပြန်မလို့ပြောတယ်အိန္ဒိယကတော့ဒီတိုက်ရိုက်ဒီလေရင်နဲ့သူတို့ဒီစစ်တုံးလေရင်နဲ့ပို့ဆောင်တယ်ပေါ့မြဝတီကြားဖြန့်ဂိုင်းနေပေါ်ထုတ်ဖို့ဖေဖော်ဝါရီလ9ရက်မှာထိုင်းကပေးနေတဲ့တက်စစ်မီနဲ့လောင်စာကြီးတွေကိုဖျက်ပစ်ခဲ့ပါတယ် BGF နေကြားဆောင်တက်ကလည်းဖေဖော်ဝါရီ၁၂ရက်မှာကြားဖြန့်နေနေရေးကော်မတီဖွဲ့ပြီးအခုလိုရှာဖွေ ပြန်ပို့နေတာပါ နောက်ဆုံးအခြေအနေမှာတော့မြောက်ပြည်မြို့မှာနိုင်ငံပေါင်း20ကျော်ကကြားဖြန့်ဝန်ထမ်း9000ကျော်လောက်ပိတ်မိနေပါသေးတယ်ခင်ဗျာကျွန်တော်မောင်ဒူးပါ